ဘာဘီလွန်နင်းဖင်ကိုအခန်း40အဒေါ်လာတို့ထောင်းအာရဘာရောမထွက်ခဲ့ကြပြီးနှစ်နာရီကြာတွင်ဘယ်နယ်ကမ်းကြီးရှိရွာကြီးတွေဟာတို့ရောက်ဤရွာမှာမြို့တစ်မြို့ဖြစ်ဂိုရီမြို့ဟုခေါ်ဤတင်မောစိတ်မြို့လည်းဖြစ်အာရဘာရောမကျွန်တော်တို့ဘက်ကိုတာဝန်ယူခေါ်ခဲ့သောရာဇဝဲအုပ်ကဂိုရီမြို့မှာရဲရာရှိသူကျွန်တော်တို့ကိုလွှဲပေးဤတို့ရဲ့ရာရှိကရဲစခန်းတွင်းသို့ခေါ်သွားပြီးကျွန်တော်တို့ဘက်ကိုဆက်စဲမှုများစတင်ပြုလုပ်တော့၏ ကျွန်တော်တို့ကဂျော်ဒန်မျိုးမှထွက်လာပုံနဲ့ဗင်နီဇွဲလားနိုင်ငံသို့ရောက်လာပုံများကိုအမှန်တိုင်းပြန်ပြောပြ၏ထို့သောသူကမယုံမဖြစ်နိုင်ဘူးဆို၏မင်းတို့ဂျော်ဒန်မျိုးကဒိုးနိုင်ငံနယ်စပ်ကိုလာရတဲ့ခရီးက၂ရက်ခရီးရှိတာပဲဒီ၂ရက်ခရီးလေးလာခဲ့ရတာနဲ့မင်းတို့ရုပ်တွေအခုလိုတေဂါနီရုပ်တွေဖြစ်လာနိုင်ပါမလားမင်းတို့ပြေးလာတာပြင်သစ်ကီရာနာကတိုက်ရိုက်ဖြစ်ရမယ်ကျွန်တော်တို့လမ်းမှာမုံတိုင်းမိခဲ့လို့ပါခင်ဗျာဘာမုံတိုင်းဟုတ်လားဟိုတစ်ပတ်ကျော်လောက်ကကြားရင်မုံတိုင်းလားဟုတ်ပါရဲ့မင်းတို့ငါတို့ကိုမင်းတို့ပြောတိုင်းယုံမဲ့လိုအပ်ရလို့ထင်နေကြတာလား တနေ့ကကြားတဲ့မော်ဒန်တခုကဒိုမင်းတို့စီလာတဲ့16ပေလောက်အရှိရှိတဲ့လင်ငယ်လေးတွေမပြောနဲ့ပေလကုတင်မောအကြီးကြီးတွေကိုတော့မြုပ်ပစ်ခဲ့တဲ့မော်ဒန်ခမကျွန်တော်တို့ပြောတာမယုံရင်ဂျော်ဒန်မျိုးကအင်္ဂလိပ်အာဏာပိုင်တွေကိုလမ်းမေးကြည့်ပါမမေးပါဘူးမင်းရင်တို့အယူဖြစ်မှာပေါ့ကယ်တီကောင်တွေခေါ်သွားတန်ချီချင်းကပ်ပြီးအချုပ်ခန်းနဲ့ထည့်ထားလိုက်ကျွန်တော်တို့ယုံကြည်အချုပ်ခန်းနဲ့ရောက်သွား၏နောက်တနေ့နဲ့နဲ့၄နာရီတွင်ကျွန်တော်တို့ကိုလာနိုး၏ထိုနောက်ရဲအဆောင်နှစ်ယောက်ခြံရပြီးလော်ရီကားတစ်စီးပေါ်တက်ခိုင်း၏ဘဲကိုခေါ်သွားမိကိုကျွန်တော်တို့ကိုလုံးဝအတိမပြီး ။တွားရမိခရီးမှ၅ရက်တတိကြာဤလမ်းမှာအလွန်ကျန်းဤမြေလမ်းဖြစ်ပင်မဆင်းရလိုက်ဒီမှာလည်းအလွန်မင်းဖြစ်။၅ရက်မြောက်သောနေ့တွင်အဲဒိုလာဒိုမြို့ရောက်သွားဤကျွန်တော်တို့မှာထိုမြို့၏အကျဉ်းစခန်း၌နေကြရပင်ပြီ။ရိုးရိုးအကျဉ်းစခန်းမဟုတ်အထူးအကျဉ်းစခန်းဖြစ်စပိန်နေကြတို့ခက်ကဧဒေသတွင်နေထိုင်သည့်ဒေသခံများသည်ရွှေရင်းများရှိသောဒေသကိုတည်တည်ဟုယူဆ၏။ဤရွှေရင်းများမှမြေကြီးမှာမိတိဒေသကရွှေရင်းရှိမြေကြီးနှင့်မတူပဲမြေကြီးတို့ကရွှေတို့ရှိသည်ဟုယူဆ၏ထို့ကြောင့်ဒေသခံလူများအပေါ်အနိုင်ကျင့်ပြီးရွှေများရယူရန်အတွက် အကျဉ်းစခန်းကိုအထူးခိုင်လုံစွာတည်ဆောက်ထား၏ကျွန်တော်ရောက်မှုသမ ्या အကျဉ်းစခန်းများတွင်ဤစခန်းကဲ့သို့ပြင်းထန်ရက်စက်သောစခန်းမတွေ့ခဲ့ဘူးအကျဉ်းသားများကိုချိန်နှိမ့်ရ၍ဒရိုက်ဆန်များကဲ့သို့မိုးလင်းမှမိုးချုပ်ခံ၏ကျွန်တော်တို့ဤစခန်းကိုရောက်သွားသည့်နေ့အမီကိုမျှပေမေးမြန်းဆက်စေခြင်းမလုပ်တော့ပေအလုံးစခန်းသို့ချက်ချင်းပို့၏ကျွန်တော်တို့၅ယောက်မှ၂ယောက်ကိုပေါချုံးကင်စီ၍ဂျန်သုံးယောက်ကပေါပြားကင်စီပြီးအလုံးစားလုပ်စေ၏လောရမီအလုံးမှာမြောင်းဖောက်ရသောအလုပ်ဖြစ်လုံးဝအနာမရအဆောက်မှာဝါရာများမဟုတ်စစ်သားဖြစ်ပြီးအကျဉ်းသားများကိုချိန်ဖြစ်နောက်ကျောင်းကိုတစ်ချိန်လုံးရိုက်နေ၏ အန်ဩစရာကောင်းလာဒီမှာကျွန်တော်တို့၅ရောက်ကုန်မှုလုံးဝမရိုက်သေးပါအကျဉ်းသားများကိုတောင်းဝန်ယူပြီးကြည်ကြရသည့်ပုံကောလူမဲတက်ချက်ကြီးတဦးဖြစ်အလွန်ရက်ဆက်သူဖြစ်ဘာဖြစ်လို့တို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲတို့ဒီနိုင်ငံမှာဘာပြစ်မှုမှမလုပ်ရသေးပဲအခုအချင်းစကန်းနဲ့ပို့ထားပြီအာနာပိုင်နဲ့တွဲခွင့်တောင်းရင်မကောင်းဘူးလားကောင်းတယ်ဘယ်လိုတွဲခွင့်ရအောင်ကြံကြမလဲမြေသူများမကြံတတ်ထိုးကြောင့်နောက်ဆုံးကျွန်တော်ပဲဦးဆောင်ပြီးဤပြဿနာကိုရှင်းရပြန်၏ကျွန်တော်တို့၅ရောက်လုံးတောင်းဝန်ကြလူမဲတက်ချက်ကြီးကိုတို့တွေ့၏ဘာကိစ္စလဲခမားနဲ့ကျွန်တော်စကားပြောချင်လို့ဘာပြောချင်သလဲ ထမဆုံးခမားကိုအပြည့်သိထားစေချင်တာကကျွန်တော်တို့ခမားရဲ့ဘာစည်းကမ်းဥပဒေကိုမှမဖောက်ထားဘူး။ဒါကြောင့်ခမားကျွန်တော်တို့ကိုမရိုက်ပါနဲ့။ရိုက်တာနဲ့ခမားဟာတေလူလို့မှတ်ပါ။လူမဲတက်ချက်ကြီးဒီအလုံးအံဩသောမျက်နှာပြင်ကျွန်တော်ကိုရုတ်တရက်ဘာမှပြန်မပြောနိုင်သေးပဲစိုက်ကြည့်နေ။ထို့နောက်မှနောက်ကောခမားအထက်ရာရှိနဲ့ကျွန်တော်တို့တွေ့ခွင့်ရခြင်းနဲ့ကောင်းမင်ငါစီစဉ်ပေးမယ်။ထိုနေ့မှတနေ့ကနေနေ့ဖြစ်ပြီးမကြာမီအရာရှိလို့သူရောက်လာ၏။ဘောကြီးအစင်းရှိသူတဦးဖြစ်။မင်းကောက်တွေ့ခြင်းနဲ့ဆိုဟုတ်ကဲ့။နင်းနမဲဘာပီလော။ မင်းတို့ငါရောက်မှာမင်းကကောင်းဆောင်လားမဟုတ်ဘူးကျွန်တော်တို့အားလုံးကကောင်းဆောင်နေကြီးပဲကျွန်တော်ကစပိန်စကားအတက်ဆုံးမှုဦးဆောင်ပြီးပြောခိုင်းကြတာပါမင်းတို့ကငါတက်ချက်ကြီးကိုမင်းတို့ကိုရိုက်တာနဲ့တတ်ပစ်မယ်လို့ပြောရဲဆိုဟုတ်ပါတယ်ဒါပေမဲ့မတရားရိုက်တာကိုပြောတာပါကျွန်တော်တို့စီကံတစ်ခုခုဖောက်မိလို့ရိုက်တာကိုမဆိုတော့ပါဘူးကျွန်တော်တို့ကအချင်းစကန်းတွေကိုရောက်နေရတာအပြစ်ရှိလို့ရောက်နေတာမဟုတ်ဘူးအချောင်ရောက်နေတာဗင်နီဇယ်လားနိုင်ငံပိုင်မြေပေါ်မှာကျွန်တော်တို့ဘာအပြစ်မှဒီနေ့ထိမကျူးလွန်ဘူးဒါရင်ကဘာမှမသိဘူးငါကလည်းဒီစကားရဲ့တာဝန်ခံအရာရှိတွေခွင့်သွားနေကြလို့ခဏဝင်လုံနေရတာ Now မင်းတို့ကိစ္စနဲ့ပတ်သက်လို့ဘာညွန်ကြားချက်ဆ ாய் ရဆာရမှလည်းရောက်ထားတာမရှိဘူး။ဒါပြင်ကျွန်တော်တို့ကဘာအတွက်ဖမ်းထားရလဲ။မတည်ဘူးဖမ်းထားပါဆိုလို့ဖမ်းထားတာ။ကျွန်တော်တို့ဒီစကန်ရဲ့တာဝန်ခံတွေခွင့်ငှပြန်လာရင်တွေ့ခွင့်ရကြင်ပါတယ်။ရပါတယ်ငါတွေ့ပေးပါမယ်။ဒီကြားထဲလည်းမင်းတို့နဲ့အချင်းစကန်တာဝန်ခံရဲဘော်တွေနဲ့ပြဿနာမဖြစ်အောင်ငါအစီအစဉ်လုပ်ပေးဦးမယ်။ထို့ဘိုးကြီးဆင်းရှိသောစကန်ယာယီတာဝန်ခံမှာအလွန်တရားမျှတသူဖြစ်ရန်ရှိပါသည်။ ထိုတနင်္ဂနွေနေ့တနေ့လုံးကျွန်တော်တို့9ယောက်ကိုလုံးဝအလုံးမခိုင်းတော့အီစကန်ရှိအချင်းသားအများစုမှာကိုလံဘီယာနိုင်ငံသားများဖြစ်ဗီနီဇွဲလာအချင်းသားများမှာအလုံးနေလာပါသည်အန်ဒီယာကောင်းသည့်အချက်တရမှာအီစကန်၌အာနာပိုင်များသည့်အချင်းသားများပေါ်ရိုင်းနှံညင်ပတ်မှုအမျိုးမျိုးကိုလုံးနေကြတော့လဲအစာဝအောင်ကျွေးဤကျွေးသည့်အစာမှာလည်းမဆိုးကောင်းသည်ဟုဆိုနိုင်ဤထိုကြောင့်အီစကန်၌အာဟာရပြည့်ပြီးအားပြတ်လဲနေသူလုံးဝမရှိပါအကျဉ်းသားတယောက်ကိုစစ်သားတယောက်ကစောင့်ချက်ပြီးအလုပ်ခိုင်းဤအကျဉ်းသား90ရှိလျင်အဆောင်စစ်သား90ရှိ င်္ဂါနေ့တွင်စကန်တာဝန်ခံများခွဲမှပြန်ရောက်လာ၏တာဝန်ခံတွေအားလုံးမှဗိုလ်မှူးများဖြစ်ကျွန်တော်တို့၅ယောက်ကိုချက်ချင်းခေါ်တွေ့၏မင်းတို့ငါတို့ကိုတွေ့ကျင်နေတယ်ဆိုဟုတ်ကဲ့ဘာတော့လဲပထမဆုံးကျွန်တော်တို့သိကျင်တာကဘယ်တရားရုံးကဖြစ်တန်ချပြီးအခုဗိုလ်မှူးလိုအချင်းစကန်ကိုပို့လိုက်တာလဲနောက်တစ်ခုကဘလောက်အပြစ်တန်ချလိုက်တာလဲကျွန်တော်တို့ဒီနေ့ဒီဗင်နီဇွဲလားနိုင်ငံမြေပေါ်မှာဘာအပြစ်မှမကျူးလွန်ဘူးသေးဘူးကျွန်တော်တို့ဟာဖင်လယ်မှာမုံတိုင်းမိပြီးမျောလာတဲ့ဒုက္ခတွေတွေပါတို့နိုင်ငံကအခုစစ်ထဲမှာပါနေပြီစစ်ထဲမှာလည်းကျွန်တော်တို့ကိုအချင်းစကန်ပို့တင်ပါသလားခင်ဗျာ မင်းတို့ကပြင်သစ်တရားဥပဒေကိုချိုးပေါက်ပြီးပြေးခဲ့တဲ့လူတွေရိုးရိုးဒုက္ခတွေတွေမဟုတ်ဘူး။ဒါကြောင့်ပြင်သစ်အာဏာပိုင်တွေရဲ့ဆန္ဒကိုတည်ပြီးတည်ဆောင်းရအောင်မယ်။မှန်ပါတယ်။စောင့်နေတဲ့အတွက်ကိုဘာမှကျွန်တော်တို့မပြောချင်ပါဘူး။ကျွန်တော်တို့တင်ပြချင်တာကကျွန်တော်တို့ကဗီနီဇွဲလားတရားရုံးကပြည်တံချတာတာကိုခံရတဲ့လူတွေမဟုတ်ဘူးဆိုတာပဲ။အရင်စကန်းအာဏာပိုင်တွေဟုတ်ဒီကျွန်တော်တို့တင်ပြချက်ကိုတို့ချင်းချင်းနှစ်ကိုကြား10မိနစ်ခန့်ဆွေးနွေးကြပြီ။ဂိုင်မင်းတို့အဆောင်ပြန်ပြီးခဏနားနေကြအောင်။မင်းတို့ပြဿနာနဲ့ပတ်သက်ပြီးတို့ဘယ်လိုဆုံးဖြတ်တယ်ဆိုတာမနေ့ကမှကြတော့အကြောင်းကြားခိုင်းလိုက်မယ်။ နက်ပြန်တိပင်မဆောင်ရရပါထိုနေ့ညနေတွင်ပင်အမဲရောက်လာ၏မိတီအဆောင်စစ်သားများကျွန်တော်တို့ကိုမရရအလုတ်ချမ်းကိုလည်းမလုတ်စီတော့ပါတပတ်ရှိသွားပြီကျွန်တော်တို့အဆောင်နိုင်မီနေစဉ်အေဂျင့်စွာနားနေရ၏မနေ့ကပြဿနာတစ်ခုဤစကန်းတွင်ပေါ်ပါသည်အဆောင်လိုမဲတက်ချက်ကြီးဓာတ်ထုတ်ခံရ၏ဓာတ်ထုတ်သူမှာအသက်30ခန်းရှိသောအကျဉ်းသားတစ်ဦးဖြစ်သူတို့ကသူတက်ချက်ကြီးကိုထိုးတက်ခဲ့တော့ခြုံထက်အောင်သူသွေးထားသည့်ဇွန်သားကိုပါအပီအဖမ်းခံ၏ အဆောင်ဆက်သားအလုံးအလုံးမခံမရက်ဖြစ်ပြီးဒေါသတကြီးဖြင့်အကျဉ်းသားအလုံးခန္ဓာကိုယ်တွင်အလားတူအဆောင်ဓာတ်များရှိမရှိကိုလိုက်ရှာ၏ကျွန်တော်တို့ကိုလည်းလာရှာ၏ကျွန်တော်ဘာမှမချွတ်ပြသည်မှာကြာသည်ဆိုပြီးဆက်သားတယောက်ကတနက်တင်ဖြင့်ကျွန်တော်ကိုရိုက်၏ကျွန်တော်ဘေးမှဗာရာတီကကလထိုင်တလုံးဆွဲပြီးထိုဆက်သားကောင်းကိုရိုက်ချပစ်လိုက်၏အခြားဆက်သားတယောက်ကဗာရာတီကိုလှန်ဆွနေထိုးလိုက်၏လမ်းမောင်းထီသွား၏ကျွန်တော်ကထိုဆက်သား၏ဝေးကိုလှမ်းဆောင်ကန်လိုက်ပြီးတနက်ကိုဆွဲလိုက်၏ထို့နောက်ကျန်ဆက်သားများဘက်ကိုလှမ်းချိန်ပြီးပြည့်ရန်ဟန်ပြင်လိုက်၏ ဟေးရရဟိုတနက်ကင်ထားတဲ့ပြင်သစ်မဲတနက်ကိုပြန်ချထားလိုက်စမ်းဘောဂျီဖရော့ဖြစ်ကျွန်တော်တို့ရောက်စားကအချင်းစကန်းဤတာဝန်ခံလုံနေခဲ့ဘူးသူဖြစ်ကံကောင်းပါသည်သူသာရောက်နောက်ကြလင်လူသက်ပွဲကြီးဖြစ်တော်မူကျွန်တော်တို့အားလုံးလည်းဤလူသက်ပွဲတွင်တည်ကြတော်မူအမှန်ပင်ဖြစ်ဘောဂျီဖရော့ကသူ့လူအားလုံးကိုကျွန်တော်တို့နားမထွက်သွားခိုင်းဤစစ်သားများကကျွန်တော်တို့နားမထွက်သွားပြီးကိုလံဘီယာအချင်းသားများကိုမဲပြီးရဤဒါတို့မှုကျိုးလွန်ခဲ့သည့်အချင်းသားကိုအချင်းစကန်းအလဲတွင်ကျိုးချပြီးယနေ့9နာရီမှနောက်တစ်နေ့မနက်နေ့တွဲချိန်ထိအမျိုးမျိုးအချိန်ယူ၍ရိုင်းနှင်းညှင်းပတ်ပြီးတပ်ပစ်လိုက်ကြ၏ တို့ညမှန်ခဲ့သည့်ဤများမှာကန်းကုန်ဖြစ်ကျွန်တော်သည်ဤဖြစ်ကိုကြည့်ပြီးကျွန်တော်ဘဝတွင်ဒုတိယအချိန်မြောက်ဒေလိုက်ခြင်းစိမ်းများပေါ်ခဲ့ရပါသည်အဆောင်လူမဲတက်ချက်ကြီးမှာမသေးဆေးရုံတွင်ပြန်ကောင်းပြီးနောက်ကလာခန့်ကြာတွင်အချင်းစကန်းတို့ပြန်ရောက်လာပြန်၏ရိုင်းနှင့်ရက်ဆမှုမျိုးစုံကိုအချင်းသားများပေါ်ပိုး၍ဆက်လက်ကျူးလွန်ပြန်၏တညာတွင်အဆောင်စစ်သားတယောက်ကဤလူမဲတက်ချက်ကြီးရက်ဆမှုကျူးလွန်နေပုံများကိုဆက်လက်မကြည့်နိုင်တော့ပေတနက်ဖြင်၃ချက်ဆက်ပြည့်၍တက်ပြစ်လိုက်၏ ။တချို့ကရင်းစစ်သားသည်စေတဲမဝင်ငင်ကတကိုးတူဖြစ်ခဲ့ဘူးပြီးအီချောင်းကိုတက်ချက်ကြီးအထက်အရာရှိကိုသွားတိုင်သဖြင့်မခံမရနိုင်ဖြစ်ပြီးတက်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟုပြောကြ၏။မိသူမှန်သည်ကျွန်တော်တို့မသိ။ဤသို့သောအကျဉ်းစခန်းတွင်ပြဿနာမျိုးစုံကြောင့်ကျွန်တော်တို့ပြဿနာကိုလည်းအာဏာပိုင်များအနေဖြင့်အစဉ်ကြမ်းမချနိုင်ခဲ့ပါ။ဘာရတိလက်မောင်းမှဒဏ်ရာကိုဆရာဝန်တူဖြင့်ကောင်းစွာကူတာပေ၏။အခိုက်အတန့်အားဖြင့်ကျွန်တော်တို့အားလုံးပုံ၌တရားများသားစွာအဆက်ဆံခံရပါသည်။ချာဘာကိုထောင်မှန်ကြီးအိမ်တွင်တမင်ချခံလိုက်ဤသူအချင်းစကန်းတွင်မနေရတော့ဗလမကန်းရွာရှိထောင်မှန်ကြီးအိမ်တွင်သွားနေရပါသည် မကြမီပြင်သစ်အနာပိုင်များကလည်းကျွန်တော်တို့နဲ့ကိစ္စကိုမကြမီပြင်သစ်အနာပိုင်များကလည်းကျွန်တော်တို့ကိစ္စနဲ့အကြောင်းပြန်လာပို့လာ၏ချာပါနစ်ဗာရာလီမှာသူတို့ပြစ်ဒဏ်များကိုတကြောနိုင်အချိန်ဆအောင်ခံပြီးသူများဖြစ်သည်ဖြင့်ဗင်နီဇလာအနာပိုင်များကချက်ချင်းပြန်လွတ်ပြစ်လိုက်၏သူတို့လွတ်သွားကြပြီးဂျန်ကျွန်တော်တို့၃ယောက်ကိုလည်းထောင်ပိုင်ကြီးကခမရိုးကဗင်နီဇလာနိုင်ငံမျိုးပေါ်မှာဗာပြစ်မှုမှကျူးလွန်ထားကြတဲ့လူတွေမဟုတ်တော့ခမရိုးကလည်းမကြခင်လွတ်ကြအောင်ပါအထက်ကအနာပိုင်တွေကခမရိုးအခြေအနေကိုစောင့်ကြည့်နေသေးလို့မလွတ်ပေးသေးတာထင်ပါတယ်ဟုပြောပါသည် ။ထာဝရများနဲ့လည်းကျွန်တော်တို့တပြေးပြေးပူရင်းနေလာခဲ့ဤ။သူတို့ကသူတို့ရိတ်သားတွင်ဟင်းသီးဟင်းရွက်အဝဲမရသဖြင့်အလွန်ခက်ခဲတွေ့ကြောင်းကိုမကြာခဏညည်တက်ဤ။ထို့ကြောင့်ကျွန်တော်ကအိုးရင်ချံငယ်တစ်ခုကိုကျွန်တော်ဒါဝင်ယူစိုက်ပေးခြင်းတွေပြောလိုက်ဤ။ဆိုင်ခွင့်ပေးဤခြာပါကလည်းထောင်ပိုင်းအိမ်တမင်းချက်အလုံးမထွက်ပြီးကျွန်တော်တို့နဲ့လာပြန်ပေါင်းလှုပ်လို့ဤမကြမီပြင်းတဲ့ကြုံမှပြေးလာသည်တိုးတိုးမီရှိတဲ့ကြုံသမားတအူးလည်းရောက်လာပြီးကျွန်တော်တို့အဖွဲနဲ့ပေါင်းပြန်ဤကျွန်တော်တို့ဥယျာဉ်လေးမှာမကြမီစိမ့်စိမ့်ဆူဆူနေဖြစ်လာဤ ဓနေတော်တော်ကသိပ္ပံများကိုရေလောင်းနေစဉ်အယောင်လက်နေသောပစ္စည်းတစ်ခုကိုမြေကြီးမှရုတ်တရက်လှမ်းကောက်၍ဟေ့ဒါပါလဲကွာစေးကြည့်လေကွာစိန်ရိုင်းလေးဖြစ်နေကျွန်တော်တို့အလုံးဝမ်းသာသွား၏ဘာဆက်လို့ရမည်လဲမသိမိသူထံအကြံတောင်းရမည်လဲမသိထိုချိန်တိုင်းကျွန်တော်ညနေတိုင်းစာတင်ပေးနေရသောအဆောင်စစ်သားတက်ချက်တူရှိဒေါ်တက်ချက်အမိမာဖရန်စစ်ကိုဖြစ်သူတင်နောက်ခါတွင်ဗနီဇဲလာတက်မတော်၌ဗိုလ်မှူးကြီးတဦးဖြစ်လာပါသည်ထိုစဉ်ကဗိုလ်တင်နှန်းဝင်ခွင့်ဆောင်ပေးပွဲအောင်ရန်အတွက်ကြိုးစားနေရခြင်းဖြစ်ဖရန်စစ်ကိုဒါပါလဲကြည့်ပေးစမ်းဘယင်းမဟုတ်လား ဖရန်စစ္စကိုကအသေးစားယူကြည့်ပြီးဒါပေးရမို့ဘူးပါပြီလို့စိတ်စိန်စစ်ခမဘယ်ကရလာလဲဥယျာဉ်ရေလောင်းရင်မြေကြီးတဲကရှာတွေ့တာစိန်ကဒီပတ်ဝင်းကျင်ကုန်းပိုင်းမှာမရှိဘူးမြစ်ဆက်ကတဲတောင်ထဲမှာရှိတာများတယ်ခမားတို့မြစ်ဆက်ရေသွားတိုက်တုံးပါလာတာဖြစ်နိုင်တယ်ဒီကြောင့်ဘသူမှမပေါကြားသွားစေနဲ့ခမားအသေးစားတင်းထားဒီဒေသဟာစိန်ကောင်းတွေထွက်တဲ့ဒေသပဲထိုနေ့မှစပြီးကျွန်တော်တို့ရေခတ်သွားတိုင်းစိန်ရှာထွက်ကြပါသည်၆လအတွင်းတိုတိုကစိန်၈ရက်တည်းအလေးချိန်စုမိ၍ကျွန်တော်က၁၂ရက်တည်းခန့်စုမိ တနေ့တွင်တပွင့်တဲ့6ရက်တည်းအလေးချိန်ရှိသောစင်ကန်းတစ်ခုကိုကျွန်တော်ရှာဖွေတွေ့ပြန်၏ကျွန်တော်တို့အားလုံးအလွန်ဝမ်းသာနေကြ၏လောလတ်စွာနေခွင့်သွားလာခွင့်ကိုလည်းရခင်ကားတဲ့ကျွန်တော်တို့ပို့ရပါသည်နေစဉ်ဥယျင်ထွက်သည့်နှံဟင်းသင်းရွက်များကိုဝါရာရိတ်သာတို့ကျွန်တော်သွားပို့ပေးရ၏ရှင်းလာရှိသွားပြီးကျွန်တော်တို့ကိုအချင်းစခန်းမှပြန်မလို့သည်ကျွန်တော်ကောင်းလေးတိုင်းခပ်ပြေးခြင်းသောစိတ်ကူးများတစ်ပြေးပြေးဝင်စားပြူလာကြလိမ့်ပြီထိုချိန်၌ထောင်မကြီးအိမ်တွင်ထမင်းချက်လုံနေသောပြင်းတဲ့တကြုံသမားဟောင်းတော်ဒူးဆိုသူထောင်မကြီးမိကန်တက်တာအတွင်မှဗင်နီဇယ်လာငွေ900ပေါက်ခိုးပြီးထွက်ပြေးသွား၏ ။အင်္ဂွေတံပေါ်မှာမနေပါအမေရိကန်ဒေါ်လာ2000ကျော်ပိုရှိ။အစိုးရပိုင်ခွင့်ဖြစ်ရထောင်ပိုင်းကြီးကအလွန်လွန်စိတ်ဆိုးပြီးတောင်းရင်ရှာ၏မတွေ့။သို့သောအင်္ဂလိပ်ဂီရာနာနယ်စပ်မကူးနိုင်မီတော်တူးသည့်လူရိုင်းများတက်၍တေသွားရှာ၏။တော်တူးမှာအလွန်စိတ်ဝင်စားပွေလူထုလူစံတို့ဖြစ်။တကယ်သူနာမည်မှန်ကိုမြည်သည့်ဗင်နီဇွဲလာအာဏာပိုင်များမသိကြ။တော်သူသည်ရခင်ကလည်းတကြုံမှဗင်နီဇွဲလားနိုင်ငံရောက်အောင်တစ်ချိန်ပြေးခဲ့ပူပြီးယခုတစ်ချိန်မှာဒုတိယတစ်ချိန်မြောက်ရောက်ချင်းဖြစ်၏ ဒေါ်ဒူးပြဿနာအကြောင်းထောင်ပိုင်းကြီးကကျွန်တော်တို့ကိုဘေးပီးသားလွတ်လပ်ခွင့်များကိုပြန်ရုပ်သိမ်းလို့ဤသို့တော်အခြားထောင်အရာရှိများကကျွန်တော်တို့ဘက်မှကာကွယ်ထောက်ခံပြောပေးကြသဖြင့်သူဆန္ဒအတိုင်းပြန်မသိမ်းဖြစ်ခဲ့ဘေးမြေတိုင်းဆက်ပေးထားဤကျွန်တော်တို့အချင်းစကန်တိုင်းတွဲချပါရယောဂဆွဲနေတော့တကြုံမှပြေးလာသည့်ဂျင်းသားတူလည်းရှိသေး၏။သူအမိကိုမိသူများမသိပါ။သူရင်ဘတ်တွင်ထိုးထားသောမင်းချောင်ရုပ်အမတ်သားများကိုကြည့်၍သာတကြုံသမားဟောက်တူဖြစ်ရမည်ဟုဆုံးဖြတ်ပြီးအချင်းစကန်နှင့်ပို့ထားကြခြင်းဖြစ်၏။သူကိုပိုကိုလီနိုဟုခေါ်ကြ၏။ ကျွန်တော်နေ့စဉ်ဝါရာဟိတာတို့ဟင်းဒီဟင်းရွက်ပို့သွားတိုင်းပိုကိုလီနိုကိုတွေ့အချင်းစကန်နေရန်ကိုမိထိုင်နေတဲ့သူဒီအတွဲသူမရှိပဲလဲလမ်းမလျှောက်နိုင်စကားလည်းမပြောနိုင်အလိုတနာစရာကောင်းသောဒုက္ခိတအချင်းသားဖြစ်ကျွန်တော်သူ့ကိုတွေ့တိုင်းသူ့ဘေးတွင်၅မိနစ်ခန့်ဝင်ထိုင်ပြီးသူ့ကိုစကားပြောတတ်ဤဒုက္ခိတပိုကိုလီနိုကလည်းဝန်းလံနေသောမျက်လုံးများဖြင့်ကျွန်တော်သူ့ကိုစကားပြောတိုင်းအလွန်ချေးစွတင်ကြောင်းကိုပြတတ်ဤကျွန်တော်ပါလာသည့်ဟင်းဒီဟင်းရွက်များထဲမှလည်းသူလိုသမားနေစဉ်အမြဲခွဲပေးဤကျွန်တော်သူ့ပေါ်၌တနာပုံကယုဏထားပုံကိုဘေးမှလူများကကြည့်ပြီး ပိုဂိုလီနိုကိုကျွန်တော်သားဟူ၍စတတ်၏ဗင်နီဇလာထောင်အနာပိုင်များကလည်းတနာကျင်နာတတ်သူများဖြစ်ပါသည်ပိုဂိုလီနိုပေါ်၌အားလုံးဝိုင်းသနာပြီးကူညီကြပါသည်